ယူကရိန်းနဲ့ရုရှားငြိမ်းချမ်းရေးအတွက်လောလောဆယ်မသိမကြားဖြစ်နေတဲ့အခြေအနေမှာပဲပြင်သစ်ကတော့ယူကရိန်းဘက်ကနေရက်တီဖို့အတွက်အစွမ်းကုန်ပြင်ဆင်နေပြီဖြစ်ပါတယ်။ဂျာမနီကလည်းပူးပေါင်းပါဝင်မယ်ဆိုပါတယ်။ပြတင်းကလည်းပြင်သစ်လိုပါပဲယူကရိန်းတပ်သားတွေကိုလိမ့်ချင်ပေးမယ်လို့ပြောလာပါတယ်။အခုလောလောဆယ်တော့ဂျာမနီနဲ့ဆက်နေကပြင်သစ်လေတက်စကန်မှာနျူကလ িয়ার လက်နက်တွေဖြန့်ကျက်ချသွားဖို့ထိစီစဉ်နေပြီလို့ပြင်သစ်သမ္မတမက်ခရွန်ကပြောပါတယ်။ ဂျာမနီလက်ဆက်အနီကလက်တက်စကန်တစ်ခုကိုအဆင့်တိုးမြင့်ပြီးနျူကလ িয়ার လက်နက်တွေဖြန့်ကျက်ဖို့အစီအစဉ်ထားကြောင်းပြင်သစ်သမ္မတမက်ခရွန်ကပြောပါတယ်။အဲဒီလက်တက်ချိစက်စကန်ကိုမလောက်ဆက်ရှိနေကသွားရောက်ပြီးတဖုံနေတဲ့တွဲဆွန်ခြင်းမှာသမ္မတမက်ခရွန်ကပြောခဲ့တာပါ။အဲဒီလက်တက်စကန်ကိုဒေါ်လာတန်း၂၀၀၀နီးပါးသုံးဆွဲပြီးအဆင့်မြင့်နေသလိုပြင်သစ်ရဲ့၄ခုမြောက်နျူကလ িয়ার လက်နက်ဖြန့်ကျက်ချထားတဲ့အခြေစိုက်စကန်ဖြစ်လာမယ်ပြင်2035ခုနှစ်မှာပြင်သစ်ရဲ့အတန်းထက်မြန်တဲ့ နျူကလ িয়ার ထိပ်ဖူးတဲ့ဒုံးကြီးတွေပထမဆုံးတက်စင်မက်စကာဖြစ်လာလိမ့်မယ်လို့မက်ခရွန်ကပြောပါလိမ့်။ပြင်သစ်သမ္မတမက်ခရွန်ဟာဂျာမနီနိုင်ငံဘာလင်မြို့တော်ကိုသွားလင်းစကန်ကိုသိရောက်လာတဲ့ရာဖေးတက်လေယာဉ်တွေဝင်ရောက်ကြည့်ရှုရင်းတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့တာလို့သမ္မတနန်တော်ကထုတ်ပြန်ပါလိမ့်။ဒါအပြင်ယူကရိန်းဟာလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လို့သူ့နိုင်ငံတွေကိုမဟာမိတ်တွေလာရောက်ပြီးငြိမ်းချမ်းရေးထိန်းသိမ်းဆောင်ကြဖို့တောင်းဆိုလာရင် ရုရှားသဘောတူတာမတူတာကိုထည့်သွင်းစဉ်းစားမှာမဟုတ်ပဲတက်တယ်ဆဲတွနိုင်တယ်လို့သမ္မတမက်ခရွန်ကပြောလာပါလေပြည်ထောင်စုကြီးချုပ်ဦးဆောင်ဂျင်မာနဲ့ယူကရိန်းချင်းအွန်လိုင်းဆွေးနွေးပွဲမှာပြောတာဖြစ်ပါလေပြည်ထောင်ကလည်းရုရှားကိုဂျက်30ပြစ်ခတ်ရစဲကိုလက်ခံဖို့အမြန်ဆုံးဖိအားပေးရမယ်လို့ပြောနေပါလေယူကရိန်းမှာငြိမ်းချမ်းထင်းသိမ်းဆောင်ကြည့်ဖို့ဥရောပနိုင်ငံတွေတမကဥရောပမဟုတ်တဲ့နိုင်ငံတွေကပါပါဝင်ဖို့အသင့်ရှိနေတယ်လို့ပြောပါလေ ယူကရိန်းကတောင်းဆိုလို့တက်တေဆေလွတ်နေရချခြင်းဟာရုရှားနဲ့မသက်ဆိုင်သလိုရုရှားအနေနဲ့ဘာမှဝေဖန်ကန့်ကွက်ခွင့်မရှိဘူးလို့မက်ခရိုကဆိုပါလေ။အမေရိကန်ဆိုပြထားတဲ့ပြစ်ခတ်ရစရေးပေါ်ရှင်းရှင်းလင်းလင်းမတုံ့ပြန်တော့ဘူးကရုရှားအနေနဲ့ငြင်းချင်ရင်ကိုမလိုလားဘူးဆိုတာပြသနေသလိုမဟာမိတ်တွေအနေနဲ့ပူဖိအားပေးရမယ်လို့ပြင်သစ်သမ္မတမက်ခရိုကပြောပါလေ။ပြင်သစ်နဲ့ပြစ်တင်ရဲ့လှုပ်ရဟာတကယ်တော့အမေရိကန်ရဲ့ငြင်းချင်ရေးစီစဉ်ကို တစ်ဖက်တစ်လက်ကအကန့်ကွက်နေတာပဲဖြစ်တယ်ဆိုပြီးတော့ရုရှားရဲ့ဒုက္ခဆောင်လို့ပြောလို့ရတယ်ဒီမီထရီမက်ပီတက်ကပြောပါလိမ့်ပြည်သူနဲ့ပြည်ထင်ဟာဒီကိစ္စမှာကန့်လန့်တိုင်နေပြီးသူတို့ဟာစစ်ပွဲကိုမပြီးစေချင်ဘူးလို့ဆိုနေပါလိမ့်ဒါအပြင်ပြည်သူသမ္မတဟာနျူကလ িয়ার လက်နက်ပြဿနာကိုကြိုးကန်ချေလက်နေတာလို့ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနမှပြောခွင့်ရမျိုးသူမာရီယာဆာခါရိုဘာကဆိုပါလိမ့်မက်ခရွန်ဟာမကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့နျူကလ িয়ার လက်နက်ပြဿနာကိုကြိုးကန်ချေလက်နေပါလိမ့် ရာဖေးတက်လေအနေနဲ့နျူကလ িয়ার ထိပ်ဖို့တွေတက်ဖြန့်ချထားမယ်ဆိုတော့ဟာခုခံကောက်ွယ်ဖို့အတွက်မဟုတ်ပဲဒါဟာရန်လိုတဲ့အပြုတ်မှုတွေတွဲလို့ယူဆဖို့ဟာတေချာတလို့ရှိတယ်လို့ရုရှားဘက်ကပြောပါလိမ့်ယူကရိန်းသမ္မတဇီလန်စကီကတော့အဲ့ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာလည်းတိုက်ဆိုင်စွာနဲ့ပဲစစ်မှတ်ဖြစ်သွားခြင်းပြည်ပကိုယူကရိန်းတပ်ဖွဲ့တွေစေလွှတ်နိုင်တဲ့ဥပဒေကိုလက်မှတ်ထိုးတယ်လို့ဆိုပါလိမ့် ဇီလန်စကီအဲ့ဒီလိုလက်မှတ်ထိုးတာဟာတရားမဝင်ဘူးလို့ရုရှားကပြောပါလေ။ဘာကြောင့်လဲဆိုတော့ဇီလန်စကီကတရားဝင်သမ္မတမဟုတ်တဲ့အတွက်တရားမဝင်ဘူးလို့ပူတင်ကပြောပါလေ။ဇီလန်စကီကတော့ဥပဒေတရားကိုလက်မှတ်ထိုးခဲ့ပြီးအဲ့ဒီဥပဒေရာခင်မီလက်နက်ကရိယာတွေယူဆောင်မှုနဲ့စစ်သည်နယ်တပ်ဖို့စစ်မှတ်ဖြစ်ပွားချိန်မာရှယ်လောခြေနေအောင်မှာပြည်ပကိုယူကရိန်းတပ်ဖွဲ့တွေဆေလွတ်ရေးအတွက်ခွင့်ပြုမယ်လို့စင်ဟွာသတင်းရဆိုပါလေ။ ယူကရိန်းမှာအာဏာမြင်ဆုံးလွှတ်တော်ဟာမနေ့ကလွှတ်တော်တရားဝင်ဝက်ဆိုက်ကနေအဲဒီဥပဒေတီးပြူထုတ်ပြန်ပါလေယူကရိန်းဥပဒေနဲ့ညီတီးပြူလိုက်တဲ့အခုအစီအစဉ်တည်ရယူကရိန်းတပ်ဖွဲ့ဝင်စစ်ရေးဆိုင်ရာဌာနတွေနဲ့စစ်တပ်လောက်မှရှိတဲ့အဖွဲ့အစည်းတွေဟာစစ်မဲ့ဖြစ်သွားချိန်တခြားနိုင်ငံတွေထူးသဖြင့်မိဘနိုင်ငံတွေထံစစ်လွတ်ခံရနိုင်တယ်လို့လွှတ်တော်ရဲ့ထုတ်ပြန်ချက်အရသိရပါလေနောက်ထပ်သတင်းမဟုတ်ပြောချင်ပါလေ